ရုံတိုင်းဒေသကြီးလွတ်တော်ကိုတိုင်ကြားတဲ့တိုင်ကြားစာတွေထဲမှာတရားရုံးတွေရဲ့အဂတိလိုက်စားတဲ့ကိစ္စတွေအများဆုံးဖြစ်နေပါဗျ။ပြည်ဖုံးအောင်ကပြောပို့ထားပါရဲ့ရှင်။ရန်ကုန်တိုင်းလွတ်တော်တရားရေးဥပဒေစိုးမိုးရေးတိုင်ကြားစာတွေနဲ့အတနာခန့်စာတွေ CCA ကော်မတီကိုတိုင်ကြားခဲ့တဲ့တိုင်ကြားစာပေါင်း200ကျော်ထဲကမှ3ပုံ2ပုံဟာတရားရုံးတွေမှာအဂတိလိုက်စားတဲ့ကိစ္စတွေအများဆုံးဖြစ်နေတာပါ။ ဒီရေအတွက်ဟာရန်ကုန်တိုင်းလွှတ်တော်ရေးတာကော်မတီတွေကိုတိုင်ကြားတဲ့တိုင်ကြားစာတွေထဲမှာအရေးအတွက်အများဆုံးဖြစ်နေတာလို့ရန်ကုန်တိုင်းလွှတ်တော်တရားရေးဥပဒေစိုးမိုးရေးတိုင်ကြားစာတွေနဲ့အတနာခန်းစာစီစီရေးကော်မတီကပြောပါတယ်။တရားရုံးကိုရောက်နေတဲ့အမှုတွေပေါ့။တချို့တရားရုံးကိုဘာလို့ရောက်နေအမှုတွေတိုင်လဲဆိုတော့ဟိုတော်တော်များများကဟိုတရားရုံးတွေကိုဟိုကနေပေါ့နော်။ဒီငွေကြေးဩဇာရဖြစ်ပေါ့နော်။နိုင်ငံဩဇာရဖြစ်တခုတစုံတစုံတစုံတရားသောဖိအားကြောင့်အဲဒီလို တရားစီရင်မှာမှန်မှန်ကန်မှာစိုးဆိုတဲ့ဟိုစိုးရင်စိတ်တင်နဲ့လာရောက်တိုင်ကြတာတွေလည်းရှိတယ်။နောက်ပြီးတော့အခုဒီကွန်မူတို့ကွန်ချန်ကုန်းတို့နောက်ဒီဘက်ဟိုသုံးခွာတော့ဘာတွေမှာကြာတော့လယ်သမားတွေမှုတွေပေါ့နော်။လယ်သမားတွေကိုဟိုကြော်နှင်းမှုမျိုးတွေနဲ့ဆွဲထားတာတွေနောက်ပြီးတော့ဒီအုတ်ချိုးရင်မှုတွေကနေပြီးတော့ပုံမှန်900တွေနဲ့ဆွဲထားတာပေါ့လေ။နော်။ရွာသားတွေကိုပုံမှန်900နဲ့ဆွဲထားတယ်။အဲ့လိုအမှုတွေကိုဟိုတိုင်တာများတယ်။နောက်ပြီးတော့ ဒီနှစ်ဦးနှစ်ဖက်အငင်းပွားတာတွေပေါ့နော်အငင်းပွားတာတွေနောက်ပြီးတော့ခုနလိုဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့တိုင်ကြားစာတွေတော့များပါတယ်ပေါ့အဲ့ဒါမျိုးတွေကိုကြံရများပါတယ်အန်လေဒီအစိုးရတာဝန်ယူတဲ့တစ်နှစ်တာ ကာလအတွင်းမန္တန်ကြီး၃ရက်အနက်တရားရေးမန္တန်ဟာတိုးတက်မှုမရှိသေးဘူးလို့အန်လေဒီဘိုအလုံးမှုဆောင်အဖွဲ့တွင်းရေးမှုဥဝင်းထိန်ကဝန်ခံပြောဆိုထားပါတယ်တရားရုံးတွေမှာအဂရိလိုက်စားမှုတွေကအစိုးရတက်လက်ထက်မှာအရင်တိုင်းရှိနေတယ်လို့တရားလွှတ်တော်ရှင်းနေတူကလည်းပြောပါဗျာ လက်စားတဲ့ဟာတွေကလည်းတိတိစိတ်လက်စားတော့မယ်နောက်တစ်ခါတရားစီရင်ရေးတွေပေါ်မှာထိန်ချောင်တက်မှတ်တဲ့နေရာမှာအထက်တရားယုံတွေရအောက်တရားယုံတွေရစီရင်ချက်တွေအလုပ်တွေကိုကြက်မှတ်တဲ့နေရာမှာလည်းပဲဘာမှထူးထူးခြားခြားတိုးတက်ကြက်မှတ်နိုင်တာမတွေ့ဘူးဒီတိုင်းဒီတိုင်းထုံရင်ထုံရင်းပဲဖြစ်တယ်ပြည်သူတွေရဲ့တရားယုံတွေပေါ်မှာကျင့်တတ်တာတွေတရားစီရင်ပေါ်မှာကျင့်တတ်တာတွေကလည်းဒီတိုင်းပဲပိုးပြီးတော့လူတွေကပိုကျင့်တတ်လာလဲဆိုတာမတွေ့ရဘူး ရန်ကုန်တိုင်းလွှတ်တော်တရားရေးဥပဒေစိုးမိုးရေးတိုင်ကြားဆိုင်နဲ့အသနာခံစာစစ်ဆေးရေးကော်မတီကိုပထမကြိမ်တိုင်းဒေသကြီးလွှတ်တော်2016ခုနှစ်မတ်လမှာစတင်ဖွဲ့စည်းခဲ့ပါတယ်။ကော်မတီအနေနဲ့ဩဂတ်လ1ရက်နေ့ကစတင်ပြီးရန်ကုန်တိုင်းမြို့နယ်44မြို့နယ်အတွင်းတရားရုံးတွေကိုတွားရောက်ကအကြမ်းလိုက်ဆောင်မှုတွေရှိမှရှိစစ်ဆေးနေပါတယ်။ကျွန်တော်ပြေဖုံးအောင်ပါ။